မင်္ဂလာပါခင်ဗျာယခုချိန်ကစပြီး2025ခုနှစ်ဇွန်လ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးမှာပါပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂရင်းနီပြည်စစ်ပေးတင်ပြသူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးနဲ့နေရာချထားရေးအကူအညီ IEC ကပန်ကြားဖိတ်ခေါ်တဲ့သတင်းပဲဖြစ်ပါတယ် ဂရင်းနီပြည်စစ်ပေးတင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးနဲ့နေရာချထားရေးအကူအညီကို IEC ကဇွန်လအတွင်းမှာပန်ကြားဖိတ်ခေါ်လိုက်ပါတယ် 2025ခုနှစ်ဇွန်လအစောပိုင်းကာလမှစ၍တရားမဝင်အာဏာသိမ်းစစ်တပ်မှဂရင်းနီပြည်မိုးပြဲနယ်ဖဲခုံမြို့နယ်အရှိဘက်ကန်လွယ်ပေါအုပ်စုမှတဆင့်ရိုက်ကော်မြို့နယ်နဲ့တမောင်းဆုံမြို့နယ်တို့သို့ဥတီလျက်အင်အားအလုံးရင်းဖြင့်စစ်ကြောင်းထိုးထိုးစစ်ဆင်မှုကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပါသည်တရားမဝင်အာဏာသိမ်းစစ်တပ်၏မြေပြင်ထိုးစစ်များအပြင်လက်နက်ကြီးပစ်ခတ်မှုများနဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားပြည်သူများထိခိုက်ဒေဆုံးမှုများရှိနေပါသည် ဖော်ပြပါအကျိုးဆက်များကြောင့်အရက်သားပြည်သူများအနေဖြင့်ဘေးလွရာသို့ပြောင်းရွှေ့နေကြရတယ်လို့ဖော်ပြပါတယ်။ဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ၏လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည်ထူထောင်ရေးဌာနပြည်ထရေးဌာနအရေးပေါ်ကယ်ဆယ်ရေးဌာနခွဲတို့သည်အရက်ဘတ်အဖွဲ့အစည်းများမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍စစ်ဘေးရှောင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကနအူးတုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ပတ်မိုးကူညီမှုများကိုလှုံ့ဆော်နေတယ်လို့ဆိုပါတယ်။ ထို့သို့သောတုံ့ပြန်ဆောင်ရွက်မှုများကိုအချိန်နဲ့တပြေးညီဆောင်ရွက်နေပါတော့လေလူသားချင်းဆိုင်ရာစာနာထောက်ထားမှုအကူအညီလိုအပ်ချက်များမှာအလွန်ကြီးမားနေဆဲဖြစ်ပြီးတချိန်တည်းနိုင်ပင်တရားမဝင်အာဏာသိမ်းစစ်တပ်သည်စစ်ပရိပက္ခကိုအကြောင်းပြုလျက်ပြည်သူများလိုအပ်နေသောလူသားချင်းစာနာထောက်ထားရေးကူညီများကိုနှီးမျိုးစုံဖြင့်ထိန်းချုပ်ကတ်တက်လျက်ရှိတယ်လို့ဆိုပါတယ် ်ထို့ကြောင့်စစ်ဘေးသင့်ပြည်သူများကြုံတွေ့နေရသောစိန်ခေါ်မှုများကိုနိုင်ငံတကာမှသိရှိပြီးလူသားချင်းစာနာထောက်ထားမှုဖြင့်ပြည်သူလူထု၏ဘေးကင်းလုံခြုံရေးနှင့်စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများတွင်ထပ်မံတိုးမြှင့်ကူညီပံ့ပိုးလှုံ့ဆော်နိုင်ကြပါရန်မေတ္တာရက်ခံတိုက်တွန်းအပ်တယ်လို့ဆိုပါတယ်။လက်တလောစစ်ပရိပခကြုံရသောအယက်သားပြည်သူအချက်အလက်များအရ2025ခုနှစ်ဇွန်လအစောပိုင်းကာလမှစ၍ ဂရင်းနီပြည်မိုးပြင်းနယ်ဖဲခုံမြို့နယ်အရှိတ်ဘက်ကန်တိုင်းထိုးစစ်များကြောင့်ဂျေးရွာအုပ်စု၅စုအတွင်းရှိအိမ်ထောင်စု8000စုခတ်မှန်းလူဦးရေ4000စစ်ပရိပခဘေးအန္တရာယ်ကြုံတွေ့နေကြရပါတယ်ခင်ဗျာဆလ၍အကြမ်းဖက်စစ်ကောင်စီတပ်မှဇီးကုန်းနဲ့လူကြီးရွာတဲ့သို့လက်နက်ကြီးဆယ်လုံးပစ်ခတ်ခဲ့ရာအရသာအမျိုးသမီးနှုတ်ထိခိုက်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်ကောင်စီတပ်မှဇီးကုန်းနဲ့အလူကြီးရွာတဲ့သို့လက်နက်ကြီးဆယ်လုံးပစ်ခတ်ခဲ့ရာ အယက်သားအမျိုးသမီးနှစ်ဦးထိခိုက်ခဲ့တယ်လို့ KNU ဘဟုကသတင်းထုတ်ပြန်ပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကော်တူးလေအုပ်ချုပ်နယ်မြေဒူးတထူ KI စိုက်ထုံမြို့နယ်တွင်ဇွန်လ14ရက်နေ့ကအာနာသိန်းအချက်ပတ်စစ်ကောင်စီ၏အမှတ်44ချေမြန်တပ်မဌာနချုပ်နှင့်လက်အောက်ခံခမရ3တပ်စခန်းတို့မှမနက်7:00နာရီ10မိနစ်တွင်လက်နက်ကြီး120မမရှစ်လုံးဇီကုံရွာလေးသို့ပြစ်ခတ်ခဲ့ရာလက်နက်ကြီးနှလုံးကြားရောက်ပောက်ကွယ်ခဲ့ပြီး ရွာနေဒေါ်အေးဆန်း53နှစ်မှာလက်နက်ကြီးကြီးစားထိမှန်တရားရရှိခဲ့ပြီးဥဖိုးပိန်နဲ့ကိုနေဦးနေအိမ်တို့ထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ထို့နောက်ညနေ9:03မိနစ်တွင်လည်းစစ်ကောင်စီခမာယာ3တပ်စခန်းမှ120မမလက်နက်ကြီးနှလုံးအလူကြီးရွာတဲ့သို့ပြစ်ခတ်ခဲ့ရာတလုံးကြရောက်ပောက်ကွဲပြီးရွာနေမတ်ဝော်ဝါဦး30နှစ်မှာလက်နက်ကြီးကြီးစားထိမှန်တရားရခဲ့ပါတယ်။ ယခင်ရှေ့ရများမှာလဲစိုက်ထုံမျိုးအခြေစိုက်တဆွဲထားသောအာနာသိန်းအကြမ်းဖက်စစ်ကောင်စီတပ်တပ်မ44နဲ့၎င်းလက်အောက်ခံတပ်ရင်းစခန်းများမှာရည်ရွယ်ချက်ရှိရှိပြည်သူလူထုရှိရာနေရာများလည်းသို့မကြာခဏလက်နက်ကြီးပစ်ခတ်နေပြီးမကြာခဏစစ်ကြောင်းထိုးဝင်ရောက်မှုများရှိနေကာထို့သို့ဝင်ရောက်စဉ်အရက်သားပြည်သူများအပေါ်လူခွင့်ရေးချိုးဖောက်မှုများစွာကျူးလွန်ခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစီဆိုင်မြို့နယ်နောင်ကျော်ကျေးရွာအုပ်စုတပူးထိုကျေးရွာတွင်တပ်ဆွဲနေသည့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ကရွာကိုမီးရှို့သဖြင့်ပြည်သူလူထုနေအိမ်ခြုံလုံးမီးလောင်ပျက်စီးခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကဇွန်လ12ရက်နေ့ညတွင်စီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုတဘူးထိုကျေးရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ပြီးဇွန်လ13ရက်နေ့ညအထိမီးလောင်ခဲ့ရာနေအိမ်ခြောက်လုံးမှာမီးလောင်သွားခဲ့ခြင်းဖြစ်တယ်လို့ပအိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဖော်ပြပါတယ် ရင်တဘူးထော်ရွာတွင် PNO ပြည်သူ့စစ်မှတက်ဆွဲနေထိုင်နေသည်မှာလေးလာကျော်ရှိပြီဖြစ်ပြီးဇွန်လ9ရက်နေ့တွင်ဒေသခံရွာသူရွာသားများကို PNO ပြည်သူ့စစ်ကရွာအတွင်းမှမောင်းထုတ်ပြီးနောက်ခြေရွာကိုမီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။အိမ်တွေကလည်းတအားကက်ရကြီးတွေမဟုတ်လို့ရဲဘိုးရွာလိုမီးတွေကဆက်မကူရတဲ့အကြောင်းတရွာလုံးမပါသွားတာရွာမှာသူတို့ PNO ပြည်သူ့စစ်ပဲရှိတယ်။ရွာသားတွေကိုလည်းသူတို့မောင်းထုတ်ထားပါတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစီဆိုင်မြို့နယ်ရှိဂျေးရွာအုပ်စုနှစ်ခုမှပြည်သူ၄000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးဂျေးရွာအတွင်းမှထွက်သွားရမယ်လို့မောင်းထုတ်မှုပြုလုပ်ခဲ့ပါတယ်ခင်ဗျာယခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဒရုန်းဖြင့်အစိတ်ငွေပုံ38လုံးကျဲချတိုက်ခိုက်ခဲ့တဲ့အကြောင်း TNL သတင်းကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ် အချမ်းဘတ်စကောင်စီကဒရုန်းဖြင့်အစိတ်ငွေပုံ38လုံးကျဲချတက်ခတ်ခဲ့ကြောင်း TNL မှသတင်းထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ15ရက်နေ့မနက်ပိုင်းချိန်တိုင်းအုံမတီးနယ်ရေမောင်းတန်းကျေးရွာတွင်စစ်ကောင်စီတပ်နှင့်တအောင်းတပ်မတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုးတိုက်ပွဲတွင်စစ်ကောင်စီတပ်သည်လက်နက်ကြီး3လုံးဒရုန်းဖြင့်အစိတ်ငွေပုံ38လုံးနဲ့ပုံ35လုံးတို့ကိုကျဲချတက်ခတ်ခဲ့တယ်လို့ဖော်ပြပါတယ်။ အလားတူလက်ဖန်ကုန်းကျေးရွာဘက်မှဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်လည်းစစ်ကောင်စီတပ်သည်လက်နက်ကြီး၆လုံးပစ်ကူတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွှေညောင်ပင်ကျေးရွာဘက်ကလည်းစစ်ကောင်စီတပ်သည် ပြည်သူလူထုများကိုဦးတည်ပြီးရွေကြချစ်ရှိလက်နက်ကြီး၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ထို့ကြောင့် မိဘပြည်သူများအနေဖြင့်စက်ကောင်စီဘုံကျဲတက်ခတ်မှုများရှောင်ရှားနိုင်ရန်စည်ရေးသည့်အမြဲရှိရန်လိုအပ်ပြီးလေချောင်းရံမှကာကွယ်နိုင်ရန်လေချောင်းရံကာကွယ်ရေးဆိုင်ရာနီးလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့အသိပေးနှိုးဆော်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio NUG သတင်းတောက်တာကီမှပေးပို့ပေးထားတာဖြစ်ပါတယ်ခင်ဗျာ